မင်္ဂလာပါကျွန်တော်မိတ်ဆွေတွေဒါမနေ့ကကျွန်တော်ရောင်းတင်ဆက်ပေးတာဒီအိမ်ပေါ့နော်ဒါဒီဒီနေ့တော့ဒါဒီနှစ်ထပ်ခွဲတိုက်ကြီးထပ်ပြီးတော့ကျွန်တော်မိတ်ဆက်ပေးမယ်ဒါဒီအိမ်နှလုံးမှာဒီအိမ်က9300ဒီခုကျွန်တော်ခုရိုက်ပြပေးမယ်အိမ်ကြီးက9800ဒါသိန်း9800ဒီဘက်ကသိန်း9300ဆိုတော့ဘာတွေกว่าလဲဆိုတာကိုကျွန်တော်မိတ်ဆွေတွေဒါလိုက်လံကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ဒါအိမ်ကတော့ပေ40 60ပဲဗျဒါအရင်ရက်ကကျွန်တော် မိတ်ဆက်ပေးတဲ့အိမ်လိုပဲပေ40 60ပေါ်မှာဒါတိဆောက်ထားတဲ့အိမ်ဖြစ်တယ်ဒီအိမ်ကတော့ကျွန်တော်ဒါမြောက်ဖက်အလဲဖြစ်မယ်ဗျဒီအိမ်ကတော်တော်လေးလှတဲ့အနေထားလေးရှိတယ်ဒီမဲ့လေကစားလုံးကိုအပြင်မှထုတ်ပြီးတော့ပေါ့နော်ဒါအခုမြေးနေရတာဒါကားကိုတောင်ပေါ့နော်အဲကားကိုတောင်ထဲမှာကျွန်တော်ကားတစ်စီးရမယ်နောက်ထပ်ဒီရှောင်းလန်းမှာကျွန်တော်ဒါနှစ်စီးလောက်ရက်လို့ရသေးတယ်အနေထားလေးရှိတယ်ဟုတ်ကဲ့ဒါအိမ်ထဲကိုဝင်မယ်ဆိုရင်တော့ဒီ လေကားလေးနဲ့ပေါ့နော်ဒီမှာဘလောက်တုံးနေခင်းပေးထားတယ်ဒါပန်းပင်လေးတွေနဲ့တော့အုတ်တိုင်းနေဘာတွေအစအုတ်တိုင်းနေကျွန်တော်ခြံဝင်းတကားတွေအစကောင်းကောင်းမွန်မွန်လေးနဲ့ခိုင်ခိုင်ခန့်ခန့်ကျွန်တော်ဒါစောက်လုတ်ထားတာကိုကျွန်တော်မိတ်ဆွေတွေဒါမြင်တွေ့ရမယ်ဒါတကားတွေအစတော်တော်လေးကောင်းတဲ့အနေထားလေးရှိရဲ့ဗျဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ဒါအိမ်ရှိမင်္ဂလာတကားမကြီး ါနော်မင်္ဂလာတကားမကြီးမှာလဲကျွန်တော်ဒါကျွန်းတကားတွေနဲ့ကျွန်းနေနဲ့ဘေးပတ်ပတ်လဲကျွန်တော်ဒါလှဆင်ထားတယ်အလှဆင်ထားတယ်မင်္ဂလာတကားမကြီးဖြစ်တယ်ဒါဝင်ဝင်ချင်းကတော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့အတိုင်းပဲဒါ living room ပေါ့နော်ဒီအိမ်ကြီးကတော့ကျွန်တော်တို့ဒါကိုရီးယားပါကီမဟုတ်ဘဲနဲ့ဒါကျွန်းပါကီစစ်စစ်အသုံးပြုထားတာ哦ဒါပထမဆုံးမြင်တွေ့ရမယ်ဒီမှာတော့စတီကုံတွေအပြည့်ချထားတယ်ပရီဘောကတွေ ပါမပါတော့ကျွန်တော်မိတ်ဆွေတွေဝယ်ကျင်တယ်ဆိုရင်တော့ဒါအိမ်ပိုင်ရှင်နဲ့ညှိနှိုင်းမဲ့အနေအထားလေးရှိပါတယ်ခင်ဗျာဒါကတော့ living room အနေအထားလေးဖြစ်ပါတယ် living room ခန်းလေးတော်လေးကျယ်တယ်ဒီအိမ်ကြီးอ่ะဆိုရင်အိမ်ခန်းများတယ်ဗျဒါကတော့ကျွန်တော်ဒါအောက်ထက်ရဲ့ဒါ master bedroom တစ်ခန်းဖြစ်တယ်ဒါဝင်ဝင်ချင်းပေါ့နော်ဒါ master bedroom ဖြစ်တယ်ဒါဒီဘက်မှာဆိုရင်လည်းဒါ ဒါလည်းမဆာဖာရုံပေါ့နော်ဒီမဆာဖာရုံကတော့အလင်းတော်တော်လေးဝင်တယ်ဒါအင်ရှိမျက်နှာစာကိုလည်းလန့်မြင်အားဖို့အတွက်ဒီမှာမှန်အမြင်ကြီးပေါ့နော်မှန်လေးဒေါ်လေးအသုံးပြုထားတယ် green နေမှုရာတွေတော့ထည့်ထားတာရှိတယ်ဒီမှာလည်းဒီမှာလည်း cabinet video တွေအကုန်ထည့်ပြီးသားဖြစ်တယ်ဒီအိမ်ကတော့ pre box တွေနဲ့ကတော့ pre box ဘယ်ယာတွေပါမယ်ဘယ်ယာတွေမပါဘူးဆိုတာကတော့ကျွန်တော်တို့ဒါပိုင်ရှင်နဲ့ညှိနှိုင်းမဲ့နေထားလေးရှိတယ်ဒါကတော့အပေါ်ရက်ကိုတက်တဲ့လေကားဖြစ်တယ်ဗျ ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့ဒါအိမ်အောက်ထပ်မှာရှိတယ်ဒါဘုံသုံးပါနော်ဘုံရေချိုးကန်းအိမ်သာဖြစ်တယ်ဘုံရေချိုးကန်းအိမ်သာဟုတ်ဒါလေးကတော့ကျွန်တော်တို့ဒါ dining and kitchen room ဖြစ်ပါတယ်ခင်ဗျာဒီမှာ table တွေပါမယ် cabinet တွေအကုန်လုံးကျွန်းနေတဲ့ပြုတ်လုထားတာကိုမြင်တွေ့ရမယ်ဒီမှာရေခဲသစ်တာတွေပါမယ်ဒီပေါက်လေးကတော့ဆော့ဆော့ကျွန်တော်ပြခဲ့တယ်ကားကိုတောင်ကိုသွားတဲ့အပေါက်လေးဖြစ်ပါတယ်ခင်ဗျာ သူလည်းပဲဒီမှာဘေးစင်ကောင်းတာတွေအသုံးပြုထားတယ်ဒီဘက်မှာဆိုရင်လည်း exhaust fan တွေပေါ့နော်အောက်ကကတ်စမီဘိုအပေါ်က exhaust fan အကုန်တက်ပြီးသားဖြစ်ပါတယ်ခင်ဗျာအကိချေရုံးတစ်ခုလုံးကိုလည်းနယံနေမှာအကုန်လုံးကြွေပြားအပြစ်ကတ်ထားတာကိုကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ကျွန်တော်အပေါ်ထက်လိုက်ပြပေးမယ်ဒါလေကားကတော့ကျွန်တော်ဒါခြေကျော်မီးလေးတွေထည့်ပေးထားတယ်ကျွန်းပြားတွေကိုခင်းထားတယ်လေကားဖြစ်တယ်ကျွန်တော်ဒါဘေးကားကတော့ ဒါလေကလက်ရန်ဆိုရင်လည်းဘေးကာကကျွန်တော်တို့ဒါတန်ပန်းအသုံးပြုပြီးတော့လက်တင်လေးတွေကတော့ကျွန်တော်ဒါကျွန်းသားလေးတွေအသုံးပြုထားတဲ့လေကဆောင်ဖြစ်တယ်ဒီမှာလည်းလေကဆောင်မှာလည်း light ဝင်မှုအတွက်ဒီလိုမျိုးမှန်ပြတင်းနေတော်တော်လေးထည့်ပေးထားတာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒါအရင်ဒုတိယဓာတ်ကိုရောက်ရောက်ချင်းပဲလေကားကနေဒါပထမဆုံးမြင်တွေ့ရမှာဖះเจ้าဆောင်နဲ့ဖះခန်းလေးဖြစ်တယ် တခုပြောချင်တာကျွန်တော်မိတ်ဆွေတွေလေကားကနေတက်တက်ချင်းဖះเจ้าဆောင်ဖះကန်မထားချင်မှုဆိုတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ကတော့ဒါဒီဘက်ခန်းလေးကိုဖះကန်ပြုတ်လုတ်လို့ရတဲ့အနေထားလေးအတွက်ဒီဘက်မှာလည်းဖះကန်သပွဲ ကျွန်တော်တို့ဒါအခန်းလို့စပေးလို့တခုဒါထည့်သွင်းတိဆောက်ထားတဲ့အိမ်လေးတစ်လုံးဖြစ်တယ်လက်ရှိအိမ်ပိုင်ရှင်နေရတော့ဒါဒီနေရာမှာဖះเจ้าဆောင်လေးထားတယ်တချို့အယူတွေကြတော့ကျွန်တော်မိတ်ဆွေတွေတချို့တယောက်နဲ့တယောက်အယူဝါဒမတူတဲ့အနေထားလေးတွေကြရင်တော့ဒါ လေကားနဲ့တန်တန်းမှာဖះเจ้าဆောင်မထားခြင်းမူဆိုတဲ့သူတွေအတွက်ကတော့ဒီခန်းလေးကိုကျွန်တော်တို့ဒါဖះเจ้าဆောင်လေးဒီဘက်မှာထားလို့ရတဲ့အနေထားလေးရှိပါတယ်ခင်ဗျာလောလောဆယ်ဒီမှာတော့ partition လေးတွေကိုကျွန်တော်တို့ဒါကျွန်းသားအစ်စ်တင်နဲ့အသုံးပြုပေးထားတယ်ဖះเจ้าဆောင်လေးဖြစ်တယ်လောလောဆယ်ဒါမျက်နှာချက်လေးနဲ့ကတော့လောလောဆယ်ဖះเจ้าဆောင်လေးနဲ့ကတော်တော်လေးတပ်ပယ်နေတဲ့အနေထားလေးရှိပါတယ်ခင်ဗျာသူကဒီခန်းလေးကနေကျွန်တော်တို့ဒါဒီဘက် ထွက်လိုက်မယ်ဆိုရင်လေဒါဖះเจ้าဆောင် အတွက်ကျွန်တော်တို့ဒီမှာဘေးစင်တွေထည့်ပေးထားတယ်။ဒါပန်းဦးလဲတာတွေပါတွေပြုလုပ်လို့ရတယ်။ဘေးစင်လေးဖြစ်တယ်ပေါ့နော်။ဒါခုခုဒီဝရဏာလေးကနေလဲကျွန်တော်တို့ဒါအိမ်ရှိမျက်နှာစာပေါ့နော်။အဲအိမ်ရှိမျက်နှာစာကိုလည်းကျွန်တော်တို့ဒါမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီအိမ်ဒုတိယဓာတ်မှာဆိုရင် ကျွန်တော်ဒီဖះเจ้าဆောင်နဲ့ဒါအခန်းလို့တခန်းရဲ့နောက်ထပ်ကျွန်တော်တို့ဒါအိတ်ခန်း၃ခန်းရှိပါမယ်ခင်ဗျာဒါ အဲဒီမှာဒါမာစာဖရွန်ပေါ့နော်ဒါကတော့ဝင်ဝင်ချင်းကျွန်တော်တို့ဒါမာစာဖရွန်ရဲ့ဒါဝင်ဝင်ချင်းကျွန်တော်ဒါမာစာဖရွန်ရဲ့ရေချိုးကအိမ်သာဖြစ်ပါတယ်ဒီမှာရှာဝါတွေဘေးစင်တွေအကုန်ပါပါတယ်ဒါတော့ကျွန်တော်တို့ဒါဂရင်းမှုရာအကုန်ပါမယ်ဒီမှာ ကျွန်တော်အောက်ထပ်လိုပဲကက်ဗီနက်ဗီရိုတွေအကုန်ထည့်ပြီးသားဖြစ်တယ်ဒီအိမ်ရှိမျက်နှာစာပဲအခန်းနေရာတော့အခန်းတိုင်းလိုလို့ လိုက်တင်အရန်ဝင်နေဒါမှန်နေကိုအသုံးပြုထားတဲ့အခန်းတွေဖြစ်တယ်ခင်ဗျဒါအခန်းတိုင်းအခန်းတိုင်းကတော့ကျွန်တော်တို့ဒါပြရင်းတွေကိုဒါချင်းလုံးစကားတွေထည့်ထားတယ်အဲပြရင်းတွေမှာ လုံချုံရေးတန်ပန်းတွေရောအကုန်တက်ပြီးသားဖြစ်တယ်ဒါတော့စီလင်အလှပေါ့နော်မီးလေးတွေနဲ့စီလင်မျက်နှာချက်လေးကတော်တော်လေးအလှဖော်ထားတဲ့နေထားလေးရှိတယ်နောက်ထပ်နှက်ခမ်းပြပြပါမယ်အဲဒါကတော့ဒါမဆာဖရုံးပေါ့နော်ဒီ ဘော်ဒါမှာဒုတိယမြောက်မာဆာဗာရွန်ဖြစ်တယ်တော့အခန်းတိုင်းမှုရလေးတွေဗီဒီယိုလေးတွေတော့ထည့်ပေးထားရပြဒါကတော့ရေချိုးခန်းပေါ့နော်ဒါကျွန်တော်အသေးစိတ်ရိုက်ပြပေးတာပါခင်ဗျာကျွန်တော်မိတ်ဆွေတွေဒါတခန်းချင်းအေးအေးဆေးဆေးလေးစိတ်ဝင်စားတဲ့သူတွေကြီးရှိဖို့အတွက်ကိုအသေးစိတ်ရိုက်ပြပေးခြင်းဖြစ်ပါတယ် ဒါလည်းကျွန်တော်တို့ဒါတတိယမြောက်မာဆာဖာရွန်လေးဖြစ်တယ်ဒီတကယ်ရလေးရနေကျွန်တော်တို့ဒါနောက်မှာရှိတယ်ဝရဏအကျယ်ယူကိုရောက်ပါမယ်ဗျဟုတ်ကဲ့ဒါဒီတကားပေါက်ကနေလဲနောက်မှာရှိတဲ့ဝရဏအကျယ်ကြီးကိုရောက်မယ်ဒီတကားပေါက်လေးကတော့ကျွန်တော်တော့ဖွင့်မထားသေးလို့ဗျဟုတ်ကဲ့ဒါဒီခန်းရဲ့ရေချိုးခန်းအိမ်သာဖြစ်ပါတယ်အခန်းတိုင်းရေချိုးခန်းအိမ်သာလေးတွေကတော့ကျွန်တော်ထင်တယ်ဒါ9ပေ10ပေ standard size လေးတွေ ဒါဖွဲ့စည်းထားတဲ့ရေရွှေကန်းအိမ်သာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်ခုဒုတိယထက်ကိုရိုက်ပြခဲ့တာဖြစ်ပါတယ်အောက်ထပ်မှာလည်းမာဆာဖာရုံနှစ်ခန်းပါမယ်ဒါဒုတိယထက်မှာလည်းမာဆာဖာရုံသုံးခန်းပါမယ်စုစုပေါင်းကျွန်တော်ခုရိုက်ပြပေးခဲ့တာကမာဆာဖာရုံ၅ခန်းဖြစ်ပါတယ်ခင်ဗျာမာဆာဖာရုံ၅ခန်းနဲ့အောက်က living room ပါမယ် dining and kitchen room ပါမယ်ဒီဒုတိယထက်မှာဖះเจ้าဆောင်နဲ့ကျွန်တော်တို့ဒီဖះเจ้าဆောင်ဒါ ရွှေပြောင်းပြီးတော့ကျွန်တော်တို့ဒီဘက်မှာအခန်းလှုပ်လို့ရတယ်အခန်းလှုပ်တခန်းလေးပါပါမယ်ခင်ဗျာဟုတ်ကဲ့ဒါအပေါ်ဓာတ်ကိုကျွန်တော်ထပ်ပြပါမယ်ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့အပေါ်ဆုံးဓာတ်မှာရှိတဲ့ကော်ရဒအကျယ်ကြီးဖြစ်ပါတယ်ဒါဒီမှာဆိုလဲကာစီဘိုလေးပေါ့နော် root တော့မှာပွဲလေးတွေပြုတ်လုံးမယ်ဆိုရင်တော့ဒါလှုပ်လို့ကောင်းတယ်စပိတ်အကျယ်ကြီးတစ်ခုကိုထည့်သွင်းတိဆောက်ထားတဲ့အိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျာ ရူတော်ဝရဏအကျည်ကြီးတွေနဲ့ဒီလိုမျိုးဂါစီပိုလေးတွေထဲသွင်းထားမှကြိုက်တယ်ဆိုတော့ကျွန်တော်မိတ်ဆွေတွေအတွက်ကလည်းအထူးသင့်လျော်တဲ့အိမ်ကြီးတစ်လုံးဖြစ်တယ်။ဒီအိမ်ကြီးဟာဆိုရင်ဒါရေမီအစုံလင်ပါပြီးသားဖြစ်မယ်။ရေဘူးရေအကုန်တက်စင်ပြီးသားဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒီကြောင်လေးလေးကနေတက်လိုက်မယ်ဆိုရင်အပေါ်မှာရေကန်ပါရေကန်ကိုတွေ့ရမယ်ကျွန်တော်တို့ဒါဒီအိမ်ရဲ့ရေကန်ပေါ့နော်။ရေကန်ပါမယ်အဲ့အပေါ်မှာဆိုရင် တရေဘူးဇက်တွေပါမယ်အပေါ်မှာကျွန်တော်တို့ဒါမိုးချိုးလွဲတွေအကုန်လုံးတက်ဆင်ပြီးသားအိမ်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါဒီအိမ်ကြီးရဆိုရင်လဲ structure ဘိုင်းကိုဦးစားပေးပြီးတော့ခိုင်ခန့်မှုဘိုင်းကိုအလေးထားဆောင်ရွက်ထားတဲ့ဒါအိမ်ကြီးတစ်လုံးဖြစ်တဲ့ RC နှစ်ထပ်ခွဲဖြစ်ပါတယ်ခင်ဗျဒါဒူးတယ်ကောင်းကောင်းနဲ့လက်ရကောင်းကောင်းတိဆောက်ထားတဲ့အပြင်အုတ်တိုင်းနေရာစပြီးတော့လုံခြုံရေးတန်ပန်းတွေရောအုတ်တိုင်း height level တွေရာစအမြင်ကြီးတွေနဲ့ဒါ တက်စင်တိဆောက်ထားတယ်ကျွန်တော်တို့ဒါအင်ကြီးတစ်လုံးဖြစ်တယ်ဒါရေမီအစုံလင်ပါရှိပြီးတော့ဒါပြူးလင်မျိုးရဲ့ရက်ကွက်ကြီးစက်တည်းရေငယ်မှာမှာပတ်ဝန်းကျင်ကောင်းပြီးတော့တော်တော်လေးကိုစတန်ဒတ်ရှိရှိနေထိုင်ကြတဲ့ပတ်ဝန်းကျင်လေးတစ်ခုမှာတိဆောက်ထားတယ်အင်ကြီးတစ်လုံးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီအင်ကြီးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကလည်း7,800ကိုကျွန်တော်တို့ဒါကျွန်တော်မိတ်ဆွေတွေကိုရောင်းချပေးနေတဲ့ထုံးစံအတိုင်းပဲပိုင်ရှင်တဲ့ဒိုင်းရညှိနှိုင်းပြီးတော့အစင်ပြေအောင် တွစ်ဆုံညှိနှိုင်းရောင်းချပေးမှာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေဒီလိုမျိုးအင်ကြီးအင်ကောင်းတွေကိုလိုက်ရှာနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်399 9865 9648ကိုဆက်သွယ်နိုင်တယ်လို့399 9905 2920ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ